ောတပန်ဟာဘယ်မျိုးရှိလဲဆိုတော့အဲ့ဒီပုဂ္ဂလပညာတိကျမ်းမှာပဲထပ်ပြီးတော့ရှင်းပြထားတာသောတပန်က၃မျိုးရှိတယ်အဆင့်လိုက်ခွဲဒါပါလို့တော့ဆိုရင်တူနဲ့တူဒီဂရီတို့ level တို့ကမတူဘူးလေအခုခေတ်ဆယ်တန်းရှိတဲ့ကလေးတွေတောင်မှပဲဒီတစ်လုံးပါတာတို့နှလုံးပါတာသုံးလုံးပါတာ၆လုံးပါတာမကွဲဘူးလားတူတူစာသင်ညာရင်တောင်မှပဲဒီအဖြေထွက်လာတဲ့အခါတူမမတူလား ဘာလို့မတူတော့ဆိုအရင်ချင်းกว่าသွားလို့ပေါ့အဲတောတဗံမှာလည်းပဲတောတဗံဖြစ်ထခြင်းတူ၏မဲ့လို့ဆယ်ရန်အောင်နာခြင်းတူ၏မဲ့ဒီပါမပါသလိုပဲတောတဗံဖြစ်ခြင်းတူ၏မဲ့လို့အရင်ချင်းกว่าသွားတာရှိသေးတယ်အဲ့ဒီမှာတောတဗံပုဂ္ဂိုလ်၃မျိုးဆိုတာအဲ့ဒီအရင်ချင်းကြည့်ပြီးတော့ခွဲလိုက်တာ၃မျိုးထွက်လာတယ်ပေါ့အဲ့၃မျိုးကဘာလဲလို့ဆိုရင် နံပါတ်1အញ្ញံဆုံးပုဂ္ဂိုလ်အနေနဲ့ပြောတာကြတော့တတ္တခတ္တုပရမသောတာပန်တတ္တခတ္တုပရမသောတာပန်ဆိုတာဘာပြောတာလို့ဆိုဘဝမှာတဏှာခုနှစ်ကြိမ်လဲအောင်မဲ့ပုဂ္ဂိုလ်ခုနှစ်ဘဝတဏှာထဲမှာနေနိုင်သေးတဲ့ပုဂ္ဂိုလ်တတ္တခတ္တုပရမပရမဆိုတာအလွန်ဆုံးအလွန်ဆုံးတဏှာထဲမှာသူ လူဖြစ်မဲ့နတ်ဖြစ်မဲ့ခုနှစ်ကြိမ်ပဲရှိတယ်။ဒီတဲ့တော့မပို့ဘူး။နောက်အဲ့ဒီပုံကမျိုးကတစ်မျိုးရှိတယ်။ဟောနောက်တစ်ခုကတော့ဘယ်သူတော့ဆိုလို့ရှိရင်ကောလံကောလသောတပန်။ကောလံကောလသောတပန်ဆိုတာသောတပန်ဖြစ်ပြီးရင်သူကနှစ်ဘဝသုံးဘဝသုံးဘဝခုနှစ်ဘဝထိအောင်မနေဘူးသူကနှစ်ဘဝသုံးဘဝနဲ့တန်လျာဆိုတာဆိုအထက်မဲ့ဖူတွေရပြီးတော့တန်လျာချုပ်ငိမ့်သွားမဲ့ပုံကော ဟောနောက်ဆုံးတူကြတော့ဘယ်သူလို့ခေါ်တော့ဧကဘီစီလို့ခေါ်တယ်ဧကဘီစီဆိုတာဧကဆိုတာတစ်ဘီစီဆိုတာမျိုးစိတ်ရှိသူတခုသောမျိုးစိတ်ရှိသူဆိုတာဘဝမျိုးစိတ်တခုပဲရှိဆိုလိုတာကတဘဝပဲရှိတယ်သူကအဲ့တော့ဘယ်သူကစွမ်းထက်ဆုံးလို့ဆိုလို့ရှိရင်ဧကဘီစီကစွမ်းထက်ဆုံးလို့ပြော သူကြတော့သူကျင့်တဲ့ဝိပဿနာကတိခဝိပဿနာညာအလွန်ထက်ထက်မြက်တဲ့ဝိပဿနာညာ သူကျင့်တဲ့ဝိပဿနာမက်ကစွမ်းအထက်တယ်။စွမ်းအထက်တဲ့အတွက်ကြောင့်သူရတဲ့သောတပတိမက်ကစွမ်းထက်တယ်။အစွမ်းထက်လို့ဘဝကြာရင်မနေဘူးတဘဝပဲသူ။မျိုးစေ့တစ်ခုပဲကြံနေလို့ဆို။အစွမ်းထက်တဲ့အတွက်ကြောင့်ဒီဘဝကျော်နေသွားတာ။ဒါအဆင်အပြေဆုံးသောတပန်ပဲပေါ့။အလတ်တန်းကသောတပန်ကြတော့နှစ်ဘဝသုံးဘဝနေသေးတယ်။ခုနကအညာဆုံးဆိုတဲ့သောတပန်ကြတော့ခုနှစ်ဘဝပဲ။ သောတာပန်ဖြစ်လို့ရှိရင်တော့ခုနှစ်ဘဝတည်းပိုတာမရှိဘူးအဲတချို့ကျမ်းမှာခုနှစ်ဘဝတည်းပိုတဲ့ရောင်ရောင်ရေးထတာရှိသေးတယ်အမှန်ကတော့တွက်ချက်မှုလွဲမာတာလည်းဖြစ်ခြင်းဖြစ်နိုင်တယ်ပေါ့နော်ဘာလို့လဲဆိုရရဏတုတ်ထဲမှာရှိတယ်လေတချို့ကပြောတယ်ခုနှစ်ဘဝဆိုတာလူဘဝပြောတာပါတဲ့လူပြည်နဲ့ပြည်ဗြဟ္မပြည်ကြခုနှစ်ဘဝမကပါဘူးလို့ဒီလိုရေးတဲ့ကျမ်းလည်းရှိတယ်နော်သို့တော့အဲ့ဒီစကားကိုဘာနဲ့ပြောရမလဲလို့ဆိုရင် လူတကာရနေတဲ့ပရိတ်ကြီးထဲမှာပါတယ်လေနတ်တေဘဝံအထမမာရိယန္တိဆိုမြတ်စွာဘုရားတိုက်ရိုက်ဟောထားတာတေထုသောတပန်ပုဂ္ဂိုလ်တို့သည်အထမဘဝံရှိကုမြောက်ဘဝကို နာအာဒီယန္တိမရယူကြတော့ဘုံလို့ဆိုဒါရှင်းတာပဲလေဘယ်တော့မှရှိကုမြောက်ဘဝသူတို့မယူတော့ဘူးလို့ဆိုတော့ခုနဘဝအလွန်ဆုံးပဲဒါပြောတာအဲ့တော့သောတပန်ဖြစ်လို့ရှိရင်ခုနဘဝပဲရှိခုနဘဝပြီးရင်သူက နိဗ္ဗာန်မယ်တန်လျာပြီးဆုံးသွားပြီလို့ဘောင်းတော်ဆိုသောတပန်ရဲ့အစွမ်းတတ္တိဟာဒီကိလေသာတွေကိုပယ်တဲ့အခါမှာဒိဋ္ဌိနဲ့ဝိသေကိစ္ဆာသာအကျွမ်းမဲ့ပယ်ပြီးတော့ဇန္နာတွေကသူကတန်လန်းလေးတွေဂျန်နေအဲ့ဒီတန်လန်းလေးတွေကလည်းအပြော့သွားပြီဘဝကိုခုနှစ်ဘဝပဲသူတို့ဥဆောင်သွားနိုင်မယ်ဇန်နေဘဝတွေသူတို့မပို့နိုင်တော့ဘူးစွာတွေရော့သွားပြီလို့ဒီလိုဆိုလိုတာပေါ့နော် ဲ့တော့နန္တိဘုံအထမမာရိယန္တိကိုထောက်မယ်ဆိုလို့ရှိရင်တော့သောတပန်ဖြစ်ရင်ဘယ်တဏှာထဲမှာဘယ်ဘုံမှာပဲဖြစ်ဖြစ်ဘယ်ဘုံဆိုတာသူတိဘုံနေတယ်ပေါ့နော်လူဘုံပဲဖြစ်ဖြစ်နတ်ဘုံပဲဖြစ်ဖြစ်ပြမဘုံပဲဖြစ်ဖြစ်နန္တိဘုံအထမမာရိယန္တိရှစ်ခုမြောက်ထီအောင်တော့သူတို့မသွားတော့ဘူးလို့ဒီလိုပဲတွေ့ရအောင်နော်